လူနာကို အပိစကားပြောပြီးတက်လုံနဲ့ဆေးရုံနဲ့ဆရာဝန်ကြောင့်တင်မလို့ဖြစ်ခင်ရတဲ့လူနာအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာဝန်ဆိုတာကတော့စေတနာကောင်းတဲ့သူတွေဆိုရင်တော့ဆေးတာမကုရသေးဘူးဆရာဝန်ရဲ့အပိမှုနဲ့တင်ဝေဒနာတွေကတဝက်လာတက်တာတက်ကြပါတယ်ဒါပေမဲ့လည်းဒီဆေးရုံကတော့လူနာကိုအပိရဲ့စကားကတီဂာနီးလူနာဆိုချက်ချင်းအသက်ထွက်သွားနိုင်မှိုက်ဒါကြောင့်ကိုတွိကြုံခရိုင်လူနာအမျိုးသမီးကသူမလိုနောက်လူတွေမကြုံရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလာတာပါ။ကျမနေမကောင်းတာတပတ်ကျော်ပါ။အိမ်မှာပဲစီးတောက်နေရင်ကနေအောက်ဆီဂျင်တွေကျလာလို့ဇီးယုံသွားခဲ့တယ်။ဟိုရောက်တော့အောက်ဆီဂျင်60စီးကန်းကဆီယမရီကလည်းပြာကုန်ရောအောက်ဆီဂျင်တွေပေးပြီးအရေးပေါ်တက်လိုက်ရိုက်။နောက်တော့အဆုတ်တက်မှန်ရိုက်တယ်။သုံးပုံမှာတစ်ပုံပဲကောင်းတော့တယ်တဲ့။အဆုတ်ခဲသွားရင်ဆိုပါရဲ့။အဲ့ဒါနဲ့ပဲဇီးယုံတက်လိုက်ရပါ යි ။ဒီကြားရဲ့ဗားစီးတွေထိုးပြီးဗားစီးတွေတောက်ခိုင်းမှလည်းမသိရပါဘူးပြီးတော့ဆရာဝန်ကပြောသေးရဲ့ TV ရှိတာတဲ့ TB သေး6လတောက်ရမယ်ပြောပါရင်ကျမလည်းမျိုးရိုးထဲမှာလည်း TB ကမရှိဘူးဘာလက္ခဏာမှလည်းမပြဘူးကွာမဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒါနဲ့အဲ့ဒီဆရာမကြီးကဘာမှမစစ်ဆေးရသေးပဲ TB ပဲဇွတ်လုံနေရပထမချွဲ3ရက်ဆေးရတယ်ဘာ TB မှမတွေ့ဘူးအဲ့ဒီချိန်ကအပြားရောအဆုံရောတက်တာလို့ဆေးရုံတော့ဆင်းရတော့ပါမယ်နောက်ထပ်သွေးပြန်စစ်ပြန်ရောအဲ့ဒါလည်း TB မတွေ့ဘူးသွေးဆိုဘယ်နှခါတော့ဖောက်စင်မှမသိပါဘူးအချိန်ပေါင်းများစွာပဲ ဒါကိုအဲ့ဆရာဝန်က TV ပဲဇွတ်တီလောက်တာပါဆေးရည်ဇွတ်တိုက်တာ ပြည်သူဆေးရုံမှာဆေးသွားယူခံပြီး TV ဆေးကိုတောက်ခိုင်းတာပါ TV ဆေးကလည်းအကြီးကြီးမှအကြီးကြီးတရက်ကိုလေးလုံးတောက်ပါပြောပါ යි နောက်ပြီးလူနာကိုအဲ့ဒါမှမသိရင်မသိတော့ဘူးလို့ဆိုပါ යි အဲ့ TV ဆေးကြီးတောက်ပြီးအန်ဂျင်နာလို့လို့အားမရှိရောလို့လို့မူးပြီးတည်ရောမလို့လို့ဖြစ်ပြီးကျမတဏီကောင်ခေါင်းမထောင်နိုင်ပါဘူးဘာမှလည်းမစားနိုင်စားသမျှလည်းအကုန်ပြန်အံအိတ်လည်းမအိတ်နိုင်နဲ့ခုနှစ်ရက်တိတိတောက်လိုက်ရပါ යි အဲ့ကနေပြီးတော့အရေးပြားလေးပတ်နိုင် အဲ့ချာဝင်တခါလိုက်ယောဂတမျိုးပြောပါ යි လူနာကိုလည်းအာမပိရဲ့အပြင် shopping ချင်းနေရာတို့နောက်ကျရင် shopping တို့တွေ့တိုင်းပြောတာပါ။ကျမအိမ်စီးရုံမှာကိုတလားလောက်မကြာတင်မဲကြာသွားခဲ့ပါ යි ။ TV ဈေးတောက်ပြီးကြရဖြားတာဖြားတာဆိုတာအပြားအောင်မကြတော့ပါဘူး။လူလဲနလန်ကို မထူတော့ပဲထောက်ကို မထနိုင်တော့သလိုလမ်းလျှောက်ဖို့နေနေတတနောက်ဆုံးကြတော့အမရီအမျိုးရီအတိရီကမတက်တာပဲပူပူဆိုးလာနဲ့မန်လီကိုပဲဆင်းဖို့အကြံပေးခဲ့ကြတာပါ။ဒီမှာဆက်နေရင်ပတ်စံလေးကုံလူလဲလုံးပါပါမယ်ဆိုပြီးတော့ပြောလို့အဲ့ဒါနဲ့ပဲမန္တလေးဆင်းခဲ့တာပါ။ အဲ့ကနေမန်းလေးကအစုပ်အထုကုဆရာကြီးဒေါက်တာသိန်းကျော်နေပြတော်မှတက်တာခဲ့တာပါဆရာကြီးကလိုအပ်တာတွေစစ်ဆေးပြီးစည်တနာပပခင်းဆိုင်ပေးခဲ့တာဗာတီဗီမှလည်းမရှိသလိုဗာလီဘက်နာမှလည်းမရှိဘူးဆိုတာသိခင်ရပါတယ်အဲ့မှာသိလိုက်ရတာကဟိုမေမျိုးကဆရာဝန်ဒေါက်တာရန်ကုနဲ့ဆိုဒီချိန်ဒီစာရီတောင်ရေးနိုင်မှာမဟုတ်တော့ပါဘူးအမှန်ကအစုပ်ပဲထိသွားတာပါဒါကောစီးရုံတရားရဲ့စုစုပေါင်း39ရက်ဟိုချင်းရုံမှာအတော်ကြာသွားခဲ့ပါတယ်ပြောချင်တာကတော့အားလုံးတစ်ခုခုစမ်းမရင်မကောင်းဖြစ်ရင် ဆီယံဝင်အရွေးမမပါစီနဲ့အနာနဲ့ဈေးတခြားစီဖြင့်ကိုပဲခံရမှာပါ TV မရှိပဲ TV ဈေးသာ7000တင်အသေး6ပြီးတင်နေလောက်ပြီးဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့ရက်ကလည်းနေမကောင်းလို့အစည်းကမ်းသွားပြတဲ့ကလေးမလေးကို TV ဈေးတောက်ခိုင်းခဲ့လို့အချိန်တိုလေးအတွင်ဘဝကူးခဲ့ရတာအလုံးမြင်ကြမယ်ထင်ပါတယ်။ဒါကြောင့်အလုံးလေးကူးဆိုင်ကြပါ။ကျမ်းမာရင်မကောင်းရင်တေချာတိကျွမ်းနားလေဆရာဝန်နဲ့ပြကြပါ။ အခုလိုဒေါက်တာရန်ကူရီနဲ့သာတွေ့ခဲ့ရင်ဘာမဟုတ်တာနဲ့ဘဝကူသွားနိုင်တာမလို့အားလုံးပဲသတိထားနိုင်ဖို့မျှဝေလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။တရားဥပဒေအတိုင်းဆက်သွားမှာမလို့မန်တန်ထင်တရားပြန်ဆွဲဖို့ဝန်ထမ်းကောင်လေးကိုအသိပေးလာတဲ့ပို့ချဖြူခင်အားလုံးပဲမင်္ဂလာပါ။ Menu Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးကတော့မနေ့က Social Media နဲ့ TikTok မှာပို့ချဖြူခင်ယောက်ျားက ကိုထီလက်ရကျူးလွန်ပြီးဆိုင်ကနေပေါင်းချကြောင်းဝန်ထမ်းတအုပ်ကဖွင့်ချလာခဲ့တာပါဖြစ်စဉ်ကတော့ PK ထုံးရတနာဆိုင်မှာအလုံးလုံးနေတဲ့ဝန်ထမ်းစစ်သွေးရန်ကတစ်တုံဆော့ရမှာတမီလေးဖူဖူရဲ့ပုံပါသွားပြီးလိုင်းပေါ်တင်ကဲလို့ပိုးချဖြူခင်ကဝန်ထမ်းတွေအကောင်မှာသူ့ရဲ့သားသမီးပုံတွေမတင်ရဆိုရဲစီကန်းရှိကြောင်းပြောခဲ့ရလဲဖြစ်ပါစစ်သွေးရန်ကလည်းတီးမခံပဲပြန်ပြောခဲ့တာကြောင့်စကားများခဲ့ပြီးအကိုထွန်းကဆဲဆိုခဲ့တဲ့အပြင်ကိုတီလက်ရောက်ပါကျူးလွန်ခဲ့ပြီးသူ့ကိုဆိုင်ကနေမောင်းချခဲ့ကြောင်း ဝန်ထမ်းစစ်သွေးရန်ကအတတော်ကနေအတိပေးလာလေဖြစ်ပါတယ်။ဒါကိုဘိုးကြဖြူခင်တို့ဇနီးမောင်နှံကပြန်မရှင်သေးပဲတိတ်ဆိတ်နေရလဲဖြစ်ပါတယ်။ဒီကနေ့နေ့လယ်မှာတော့ဂျေတနာဆိုင်နဲ့မိသားစုခုံတိတ်ကထိခိုက်လို့ဘိုင်းပုံမှာရှောက်ပြောနေရဝန်ထမ်းကိုတရားစွဲသွားမယ့်အကြောင်းကိုထွန်းကအတိပေးလာတာပါ။မနီယာဟိုလီတကြောဖြစ်ခဲ့တဲ့ဆိုင်ဝင်တန်းနဲ့ပိုင်ရှင်တဲ့ကြားကဖြစ်ခဲ့တဲ့အပေါ်မှာလက်ရှိမှာတော့ဆိုင်ရှင်ဘက်ကပြန်လည်ပြီးတော့အတိပေးလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ ကိုထွန်းကတော့မနက်9နာရီခွဲဝင်းကျင်မှာလူမှုရေးပြဿနာများကြောင့်ရတနာ PK ထွန်းစိန့်ရွှေရတနာဆိုင်မှာအလုံထုံလိုက်တဲ့အမျိုးသားဝင်နဲ့တဦးတိသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့် TikTok တွင်ရတနာ PK ထွန်းဆိုင်နဲ့မိသားစုကုံတိတ်ကကြာစင်းစီရန် ပြောဆိုရေးသားမှုများတင်ထားသည့်ကိုတွေ့ရသဖြင့်တသက်များနဲ့တကွတရားဥပဒေအတိုင်းအရေးယူရန် အမှုဖွင့်တိုင်ကြားထားပါပြီ။ရှေးလျှောက်ရတနာ PK ထွန်းမိသားစုနဲ့ပတ်သက်ပြီးကုံတိတ်ကကြာစင်းစီရန်ရေးသားပြောဆိုစော်ကားသူများအားလုံးကိုလည်း တရားဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းအတိပေးပါသည်ဆိုပြီးအတိပေးလာတာပါဒါကြောင့်တချို့ကတော့ဆိုင်ဝင်တဲ့အပေါ်ကိုတိလက်ရောက်လောက်တာမဖြစ်တင်ကြောင်းဝိုင်းပြောနေကြသလိုတချို့ကတော့သူစည်းကမ်းကိုမလိုက်လာလို့ဖြစ်ရတာဖြစ်ကြောင်းအမျိုးမျိုးပြောနေကြတာပါတချို့ကတော့စီးမရှိရတစ်တော့မှသူကလေးပုံတင်တာမကြိုက်ဘူးလို့သူမိဘကတတိပေးနေရတာမဖြစ်ပဲကလေးကိုပြန်အပြည့်ပုံချတာတတိကဒေါသထွက်နေချင်းတခုံးမခံပြန်ခံပြောနေလို့ဟိုကစိတ်မထိန်နိုင်ပဲထိုးလိုက်တာ အိမ်မိဘနေရာမှာငါဆိုရင်ကောဆိုရဲစိတ်လေးပဲထားကြည့်လိုက်ကိုတိလက်ရောက်လောက်တာတော့အာမပေးပါဘူးဒါပေမဲ့အဲ့လိုလုံလိုက်တာကမှတော်သေးရဘာမှမလုပ်ပဲအီစီလီနဲ့အตาနေလိုက်ပြီးမှနောက်မှအကောက်ကြံရင်လည်းအပြစ်ရှာပြီးရဲတိုင်းလိုက်ရင် အင်းဝင်တန်းဒီထက်ပိုပြီးဘဝပြတ်သွားနိုင်နေဖာတူလိုခရူကောင်အိုင်ပြတ်ရုံမဲရှိမယ်အစကတည်းကကို့အမားကိုမတိပဲမခန့်လီစာဆိုင်ရှင်ကိုအတင်းပြန်တုတ်တာကိုခံရတော့မှလူသိရှင်ကြလိုက်အဆက်ခွဲတဲ့စိတ်ဓာတ်အဲလိုကနောက်ထပ်ပေးဆိုင်ကားမှအလုတ်ခန့်ကျင်တော့မှမဟုတ်ဘူးလို့အမျိုးမျိုးဝေဖန်နေကြတာပါဘာပဲဖြစ်ဖြစ်လက်ရှိမှာတော့သူတို့ကိုမခန့်လီစာလုံလို့ကိုတီလက်ရောက်ဆုံးမာတာကိုမကြည်နဲ့လို့လိုင်းပေါ်တင်ပြီးအဆက်ခွဲတဲ့ဝန်ထမ်းကိုထိုက်တဲ့တရားဥပဒေအရအရင်ယူသွားမယ့်အပေါ် အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်လူနာကိုအပိစကားပြောပြီးတလုံးနဲ့စေးရုံနဲ့ဆရာဝန်ကြောင့်တည်မလို့ဖြစ်ခဲ့ရတဲ့လူနာအားလုံးပဲမင်္ဂလာပါမင်းညူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါစီအဝင်ဆိုတာကတော့စေတနာကောင်းတဲ့သူတွေဆိုရင်တော့စီးတာမကူရသေးဘူးစီအဝင်ရဲ့အပေးမှုနဲ့တင်ဝေဒနာတွေကတဝက်လာတက်တာတကြပါ යි ဒါပေမဲ့လည်းဒီစေးယုံကတော့လူနာကိုအားပေးရဲ့စကားကတီဂာနီလူနာဆိုချက်ချင်းအသက်ထွက်သွားနိုင်မိုက်ဒါကြောင့်ကိုတွိကြုံကြရလူနာအမျိုးသမီးက "तू မလို့နောက်လူတွေမကြုံရအောင်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတင်ပေးလာတာပါ။ကျမနေမကောင်းတာတပတ်ကျော်ပါ။အိမ်မှာပဲစီးတောက်နေရင်ကနေအောက်ဆီဂျင်တွေကျလာလို့စေးယုံသွားခဲ့တယ်။ဟိုရောက်တော့အောက်ဆီဂျင်60စီးကန်းကဆီယမရီကလည်းပြကုန်ရောအောက်ဆီဂျင်တွေပေးပြီးအရေးပေါ်တက်လိုက်ရိုက်နောက်တော့အဆုတ်တက်မှန်ရိုက်တဲ့သုံးပုံမှာတစ်ပုံပဲကောင်းတော့တယ်တဲ့။ အဆုတ်ခဲသွားရင်ဆိုပါရင်အဲ့ဒါနဲ့ပဲစင်းရုံတက်လိုက်ရပါတယ်။ဒီကြားရဲ့ဗားစီးတွေထိုးပြီးဗားစီးတွေတောက်ခိုင်းမှလည်းမသိရပါဘူး။ပြီးတော့ဆရာဝန်ကပြောသေးရဲ့ TV ရှိတာတဲ့။ TV သေး6လတောက်ရမယ်ပြောပါရဲ့။ကျမလည်းမျိုးရိုးထဲမှာလည်း TV ကမရှိဘူး။ဗားလက္ခဏာမှလည်းမပြဘူးကွာ။မဖြစ်နိုင်ဘူးဆိုပြီးအဲ့ဒါနဲ့အဲ့ဒီဆရာဝန်ကဘာမှမစစ်ဆေးရသေးပဲ TV ပဲဇွတ်လုံနေရပထမခြွေ3ရက်ဆေးရတယ်။ဗား TV မှမတွေ့ဘူး။အဲ့ဒီချိန်ကအပြာရောအဆုံရောတက်တာလို့ဆေးရုံတော်ဆင်းရတော့ပါမယ်။ နောက်ထပ်သွေးပြန်စစ်ပြန်ရောအဲ့ဒါလည်းတီဗီမတွေ့ဘူးသွေးဆိုဘဏ္ဍခါတော့ဖောက်စင်မှမသိပါဘူးအကြိမ်ပေါင်းများစွာပဲဒါကိုအိတ်ဆရာဝန်ကတီဗီပဲဆွတီလောက်တာပါဆေးရည်ဆွတိုက်တာပြည်သူဆေးရုံမှာဆေးသွားယူခံပြီးတီဗီဆေးကိုတောက်ခိုင်းတာပါတီဗီဆေးရလည်းအကြီးကြီးမှအကြီးကြီးတရက်ကိုလေးလုံးတောက်ပါပြောပါနောက်ပြီးလူနာကိုအဲ့ဒါမှမသိရင်မသိတော့ဘူးလို့ဆိုပါ යි အဲ့တီဗီစေးကြီးတောက်ပြီးအန်ဂျင်နာလို့လို့အာမရှိရလို့လို့